မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဆံမွန်တရီချင်းနဲ့မှကြိုဆိုပါရခင်ဗျာယခုပြပြီးမှာက12ကြိမ်အတွက်ကစားသင့်တဲ့တရီဒီတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကိုထိတ်စီးအလဲတိုင်းနောက်ပိတ်ဖြင့်တကွက်ကောင်းထုတ်ပြပေးမှာမို့ကျွန်တော်နဲ့အတူအစာဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့မိတ်ဆွေများကို ဒီယခုပြပေးမှာတော့ဒီလေးပင်ကြဆိုင်ပေါ့လေးပင်ကြဆိုင်မှာလေးပင်ကြဆိုင်ဖြင့်ထိတ်စီးအလဲတိုင်းနောက်ပိတ်ဒီကနန်းသုံးလုံးထုတ်ပြီးတော့ဒီထိတ်စီးကြပုံအလဲတိုင်းကြအောင်နောက်ပိတ်ကြပုံတွေကိုတစိုက်ချင်းစီရှင်းပြပြီးတော့တကွယ်ကောင်းထုတ်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးပြမှာတော့ကျွန်တော်ဒီထိတ်စီးထုတ်ယူပုံလေးတွေကိုအရင်ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာထိတ်စီးထုတ်ယူပုံလေးတွေကတော့ကျွန်တော် ဒီစိုက်မှုမှာဆိုရင်ထိတ်စည်းကိုထိတ်စည်းသုံးလုံးပေါင်းခြင်းနဲ့ပဲယူပြီးတော့ထုတ်ပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးเนี่ยထိတ်စည်းသုံးလုံးယူတဲ့အခါမှာလဲကျွန်တော်ဒီ၄တစ်ခွန်ပွဲစဉ်ရဲ့ထိတ်စည်း၄ရဲ့ကျွန်တော်ဒီ395ပွဲစဉ်ထိတ်စည်း3ရဲ့300ခွန်ပွဲစဉ်ရဲ့ကျွန်တော်ထိတ်စည်း3ရဲ့ဆိုပြီးတော့ဒီကနန်းသုံးလုံးပေါင်းเนี่ยယူသွားမှာဖြစ်ပါတယ်အောက်ပင်ကိုတော့လည်း ်တနဒီ939ခွန်ရဲ့ထိပ်စီးရဲ့ဒီ481ပွဲစဉ်ထိပ်စီးလေးရဲ့689ပွဲစဉ်ရဲ့ထိပ်စီး6ရဲ့ဆိုပြီးတော့ဒီကနန်း3လုံးပေါင်းခြင်းနဲ့ယူသွားမှာဖြစ်ပါတယ်နောက်တစ်ပင်ကိုတော့ပြင်ဒီ933ပွဲစဉ်ထိပ်စီးရဲ့ဒီ690ပွဲစဉ်ထိပ်စီးရဲ့339 ကိုးပွဲစဉ်ရဲ့ထိတ်စည်းသုံးရင်ကိုဒီကနန်းသုံးလုံးပေါင်းခြင်းနဲ့ယူပြီးတော့ထိတ်စည်းကိုထုတ်ပြပေးမှဖြစ်ပါတယ်။ဒါမို့ယခုပွဲစဉ်အတွက်ဟိုကြည့်တဲ့ခါမှာလည်းကျွန်တော်ဒီ635နော်ဒီ635ရဲ့ထိတ်စည်း6ရဲ့ဒီ933ရဲ့ထိတ်စည်း9ရဲ့ယခုပွဲစဉ်ရဲ့ထိတ်စည်းရဲ့ဒီပေါင်းခြင်းကိုယူပြီးတော့ နော်ဒီ site ၄ site ရဲ့ကဏ္ဍပေါင်းခြင်းတွေကိုယူပြီးတော့ထုတ်ပြသွားမှာဖြစ်ပါတယ်။ဒါမို့ပထမဆုံး site အနေနဲ့ယူတဲ့အခါမှာကျွန်တော်တို့ဒီဘောဒုံးပင်မှာ300ပွဲစဉ်တွေစပြီးပြပေးပါမယ်ခင်ဗျာ။ဒီ300ပွဲစဉ်မှာဆိုရင်ကျွန်တော်ဒီဒီထိပ်စီး၄ရဲ့ကျွန်တော်ဒီဒီ၄ရဲ့ကျွန်တော်ဒီ3ရဲ့3ရဲ့ဆိုပြီးတော့ ီကနန်ထိပ်စီ၃လုံးပေါင်းတဲ့အခါမှာ၄၃၃ပေါင်းခြင်းဒီပေါင်းခြင်း၃ရဆိုပြီးတော့ပရမအမှုဆုံး၃ခုံဝပွဲစဉ်မှာထိပ်စီ၃ဒီဒီထိပ်စီ၃လုံးပေါင်းခြင်း၃ရနဲ့၃ထိပ်ကိုကစားထားတာတွေ့ပါတယ်ကျွန်တော်ဒုတိယပင်ကိုကြည့်တဲ့အခါမှာလည်းဒီထိပ်စီ၉ရယ်ထိပ်စီ၄ရယ်ထိပ်စီ၆ရယ်ဆိုပြီးတော့ဒီ၃လုံးပေါင်းတဲ့အခါမှာ၉၄၆ပေါင်းခြင်းဒီ ကျွန်တော်6ဆိုပြီးတော့၃လုံးပေါင်းခြင်း6နဲ့6ရှစ်ကွန်ပွဲစဉ်မှာ6ထိပ်စီကိုကစားထားတွေ့ပါတယ်ကျွန်တော်တို့ဒီတတိယမြောက်ပွဲစဉ်မှာလည်းဒီ6ဒီထိပ်စီ6ရယ်ထိပ်စီ6ရယ်ဒီ3တုံညာကိုပွဲစဉ်ထိပ်စီ3ရယ်ကနန်း3လုံးပေါင်းတဲ့ခါမှာ6 6 3ပေါင်းခြင်းဒီ8ဆိုပြီးတော့3လုံးပေါင်းခြင်း8နေနဲ့ 3ထိပ်စီကို3 3ညာကိုပွဲစဉ်မှာ3ထိပ်စီကစားတာတွေ့ပါတယ်ဒါကြောင့်မို့ယခုပွဲစဉ်တော့ကြာထိပ်စီယူတဲ့ခါမှာလည်းဒီက6ထိပ်စီရဲ့6 3ညာကပွဲ6ထိပ်စီရဲ့5 3ညာ3ပွဲစဉ်ထိပ်စီ5ရဲ့ယခုပွဲစဉ်ကျွန်တော်ထိပ်စီရဲ့ဆိုပြီးတော့ကဏ္ဍ3လုံးပေါင်းခြင်းဒီကျွန်တော်စီနီယာအရဆိုရင်3လုံးပေါင်းခြင်း9နဲ့ ကစားသွားမှာဖြစ်ပါတယ်လုံးလုံးပေါင်းချင်း9ကစားဖို့ရဆိုရင်ကျွန်တော်ဒီမှာ6ထည့်ရ9ထည့်ပေါင်း6ရ9ရပေါင်းတော့ပေါင်းချင်း1ပေါင်းချင်း1ဆိုတော့လုံးလုံးပေါင်းချင်း9ဖြစ်ဆိုရင်ကျွန်တော်ယခုပွဲစဉ်မှာ6ထည့်စီကိုကစားသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ကျွန်တော်ဒီဆိုင်မူရဆိုရင်ဒါထည့်စီ3လုံးပေါင်းချင်း9ဖြစ်ဖို့6ထည့်စီကိုကစားသွားမှာဖြစ်ပါတယ် ဒါယခုပွဲစဉ်အတွက်ဒါ6ထည့်စီကိုရရှိပုံကိုရှင်းပြဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ဒီနောက်ထပ်အလဲတိုင်းကနန်းထုတ်ယူပုံကိုလည်းဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်မိတ်ဆွေများနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်အလဲတိုင်းကနန်းကိုလည်းကျွန်တော်ဒီအလဲတိုင်း၃လဲတိုင်း၄လုံးပေါင်းခြင်းနဲ့ပေါ့ဗျာ ကျွန်တော်အလဲတိုင်းကနန်းကိုထုတ်ယူသားမှာဖြစ်ပါတယ်လဲတိုင်းကနန်းထုတ်ပုံလည်းကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြသားပါမယ်ဗျာလဲတိုင်းကနန်းကိုကျတော့ဒီဘက်ဒီခုနှစ်ရဲ့ကျွန်တော်ဒီအလဲတိုင်းခုနှစ်ရဲ့အလဲတိုင်း၃ရရဲ့နော်ဒီမှာဒီကအလဲတိုင်းခုနှစ်ရဲ့ဒီဘောကအလဲတိုင်း၃ရဆိုပြီးတော့ဒီကနန်း၄လုံးပေါင်းခြင်းကို ယူပြီးတော့ကျွန်တော်အလဲတိုင်းကနန်းကိုထုတ်ပြသွားမှာဖြစ်ပါတယ်နောက်တွင်မှာလည်းဒီ၃ည19ပွဲစဉ်အလဲတိုင်း1ရေဒီကအလဲတိုင်း6ရေဒီကအလဲတိုင်း7ရေဒီကအလဲတိုင်း6ရေဆိုပြီးတော့ဒီကနန်း၃လုံးကို၄လုံးကိုယူပြီးတော့ထုတ်သွားမှာဖြစ်ပါတယ်နောက်တော့ဒီ၃၃ည9ပွဲစဉ်မှာလည်းကျွန်တော်ဒီဒီကအလဲတိုင်း9ရေအလဲတိုင်း6ရေ တဲ့အလဲတိုင်း3ညတဲ့အလဲတိုင်း6ရဆိုပြီးတော့ဒီကနားလေးလုံးပေါင်းကြီးနဲ့ယူมาဖြစ်ပါတယ်ကျွန်တော်ဒီခုပွဲစဉ်အတွက်လဲယူတဲ့ခါမှာဒီ4 5 3ပွဲစဉ်ရเนาะဒီကျွန်တော်တို့ဒီအလဲတိုင်းကနား9ရကျွန်တော်ဒီ3 3 6ပွဲစဉ်အလဲတိုင်း3ရနောက်ဒီ3 9နှစ်ပွဲစဉ်အလဲတိုင်း9ရ ကျွန်တော်ယခုပွဲစဉ်အလဲတိုင်းရယ်ဆိုပြီးတော့ကဏ္ဍလေးလုံးပေါင်းခြင်းနဲ့ယူပြီးတော့ထုတ်သွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီပေါင်းခြင်းချိုးတော့ကျွန်တော်ဒီခါကျတော့ပေါင်းခြင်းအချိုးညီနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်။မိတ်ဆွေများဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ဒီဘက်ကအလဲတိုင်း9နှစ်နဲ့ဒီကအလဲတိုင်း3ညနဲ့ပေါင်းတဲ့ခါမှာကျွန်တော်ဒီပေါင်းခြင်းဒီ9ပေါင်းခြင်း9ရဲ့ကျွန်တော်ဒီဘက်အလဲတိုင်းနှလုံး ပေါင်းခြင်းဒီလဲခုနှစ်ဆိုပြီးတော့ဒီအလဲတိုင်းလေးလုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာဒီဘက်ကနှလုံးပေါင်းခြင်းခုနှစ်နဲ့ဒီကအလဲတိုင်းနှလုံးပေါင်းခြင်းခုနှစ်ပေါင်းလိုက်တာပေါင်းခြင်းလေးကိုရရှိပါတယ်ပေါင်းခြင်းလေးနဲ့ဒီမှာ33ခုပွဲတဲ့မှာအလဲတိုင်းခုနှစ်ကစားတာတွေ့ပါမယ်ကျွန်တော်ဒီလိုဆက်ပြီးမဆွဲပြတော့ပါဘူးမျက်စိရှုံလို့ဆက်လက်ပြီးတော့ဒုတိယပင်ကိုကြည့်တဲ့အခါမှာလည်းဒီကအလဲတိုင်း1ရဲ့ဒီကအလဲတိုင်း9ရဲ့ပေါင်းတော့ ပေါင်းချင်း3ညပေါင်းချင်း3ညရယ်ဒီကအလဲတိုင်း6ရယ်ဒီကအလဲတိုင်း8ရယ်ပေါင်းချင်း4နဲ့ပေါင်းတဲ့ခါမှာ၄လုံးပေါင်းချင်းဒီ၄ဆိုပြီးတော့8ခလဲတိုင်းကို6 8ကုန်ပွဲစမှာကစားတာတွေ့ပါမယ်ဆက်လက်ပြီးတော့ယခုပွဲစဉ်အတွက်ကလည်းကြည့်တဲ့ခါမှာလည်းဒီကအလဲတိုင်း9ရယ်လဲတိုင်း9ရယ်ပေါင်းတော့ပေါင်းချင်း6ပေါင်းချင်း6ရယ်ဒီ3 8ပွဲစဉ်အလဲတိုင်း8ရယ်3 ၃ညခုပွဲစဉ်အလဲတိုင်း၃ညရဲ့ပေါင်းတဲ့ခါမှာရှိရ၃ညရဲ့ပေါင်းတော့ပေါင်းချင်းရှိပေါင်းချင်းရှိရဲ့ဒီကပေါင်းချင်း6ရဲ့ပေါင်းတော့၄လုံးပေါင်းချင်းဒီကျွန်တော်၄ဆိုပြီးတော့ဒီမှာ၃၃ညပွဲစဉ်မှာ၃ညအလဲတိုင်းကစားတာတွေ့ပါမယ်။ဒါမှမဟုတ်ယခုပွဲစဉ်တွဲဆက်လက်ပြီးထုတ်တဲ့ခါမှာလည်းကျွန်တော်ဒီ၄၅၃ပွဲစဉ်အလဲတိုင်း9ရဲ့366ပွဲစဉ်ရဲ့ အလဲတိုင်း3ရယ်ကျွန်တော်ဒီ3 6နှစ်ပွဲစဉ်အလဲတိုင်း6ရယ်ယခုပွဲစဉ်အလဲတိုင်းရပေါင်းခြင်းဒီပေါင်းခြင်း4ဆိုပြီးတော့ကစားတော့မှဖြစ်ပါတယ်ပေါင်းခြင်း4လို့ထုတ်တဲ့ခါမှာဒီက9ရယ်3ရယ်ပေါင်းရင်ပေါင်းခြင်း8ပေါင်းကြီး၈ရဲ့ကျွန်တော်ဒီ၉ရဲ့ပေါင်းမှဆိုရင်ပေါင်းကြီး၇ပေါင်းကြီး၇ဆိုတော့ပေါင်းကြီး၄ဖြစ်ဖို့ဆိုရင်လဲတိုင်းကို၇ထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ် ဒါမို့ဒီစားမှုရဆိုရင်လဲတိုင်းကဏ္ဍဒီခုနှစ်လို့ရရှိမှာဖြစ်ပါတယ်ဒါလဲတိုင်းထုတ်ယူပုံကိုလည်းဒီဒီပထမပွဲစဉ်မှာဒီဘက်ကခွင်း3ညပေါင်းချင်းခုနှစ်နဲ့ဒီဘက်3ညခွင်းပေါင်းချင်းခုနှစ်ဒီ၄လုံးပေါင်းချင်းဒီကျွန်တော်တို့ဒါကျွန်တော်ဒီ၄ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်ဒီအောက်ပင်မှာလည်းဒီ1 9 1ရဲ့9ရဲ့ပေါင်းတော့3ညဒီဘက်က6ရဲ့8ပေါင်း4ရဲ့ 3ညရဲ့4ရဲ့ပေါ့နော်လေးလုံးပေါင်းချင်းဒီကျွန်တော်4ဆိုပြီးတော့ကသာဒရတွေ့ပါမယ်ဒီ3 3ညကိုပွဲစဉ်မှာလဲဒီကခွင်းလေတိုင်းခွင်းနဲ့လေတိုင်း9နဲ့ပေါင်းချင်းဒီ6ပေါင်းချင်း6ရဲ့ဒီဘက်ကပေါင်းချင်း8ရဲ့ပေါင်းတဲ့ခါမှာလေးလုံးပေါင်းချင်းဒီ4ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်မှာလဲဒီအလေတိုင်း9ရဲ့ဒီကလေတိုင်း3ရဲ့ပေါင်းတော့ပေါင်းချင်း8 ပေါင်းချင်းရှိရဒီဘက်ကလဲတိုင်း9နဲ့ဒီကလဲတိုင်း9နဲ့ပေါင်းတဲ့အခါပေါင်းချင်း6ဒီပေါင်းချင်း7နဲ့ပေါင်းချင်း6နဲ့ပေါင်းတဲ့အခါမှာ၄လုံးပေါင်းချင်းဒီ၄ဆိုပြီးတော့9လဲတိုင်းကိုဒီခုပွဲစဉ်မှာကစားသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ပိတ်ဆိုင်မှုကိုလည်းဆက်ပြီးရှင်းပြပေးပါမှာခင်ဗျာဆက်လက်ရေးကြည့်ရှုပေးကြပါခင်ဗျာဟုတ်ကဲ့မိတ်ဆွေများကိုဆက်လက်ပြီးတော့ကျွန်တော်နောက်ပိတ်ကနန်းထုတ်ယူပုံကိုရှင်းပြပေးပါဦးမယ် လာရွေးကြည့်ရှုကြပါခင်ဗျာနောက်ပိတ်ကနန်းကိုတော့ကျွန်တော်ဒီကျွန်တော်ဒီနောက်ပိတ်၄လုံးပေါင်းနဲ့ပဲယူมาဖြစ်ပါတယ်ဘာလို့ဆိုဒီ၅၅ကိုပွဲစီရင်တော့နောက်ပိတ်၉ရယ်ဒီ၃ညာ၆၃ပွဲတဲ့နောက်ပိတ်၃ရယ်ဒီနောက်ပိတ်၇ရယ်ဒီကနောက်ပိတ်၃ရယ်ဆိုပြီးတော့ဒီကနန်း၄လုံးပေါင်းခြင်းနဲ့နောက်ပိတ်ကနန်းကိုထုတ်ယူသွားมาဖြစ်ပါတယ်ဒုတိယပွဲစီကိုလည်းကြည့်တဲ့အခါမှာကျွန်တော် ဒီကနောက်ပိတ်2ရယ်ဒီကနောက်ပိတ်6ရယ်ဒီကနောက်ပိတ်9ရယ်ဒီကနောက်ပိတ်10ရယ်ဆိုပြီးတော့၄လုံးပေါင်းခြင်းနဲ့နောက်ပိတ်ကဏ္ဍကိုထုတ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီတတိယပွဲစဉ်မှာလည်းဒီဘက်ကနောက်ပိတ်6ရယ်ဒီကနောက်ပိတ်6ရယ်ဒီကနောက်ပိတ်9ရယ်ဒီကနောက်ပိတ်3ရယ်ဆိုပြီးတော့၄လုံးပေါင်းခြင်းနဲ့ပဲကျွန်တော်နောက်ပိတ်ကဏ္ဍထုတ်သွားမှာထုတ်မှာဖြစ်ပါတယ်ဒီခုပွဲစဉ်အတွက်လည်းကျွန်တော်ဒီ ချိုးတိုင်းပဲကျွန်တော်ဒီကနောက်ပိတ်2ရယ်နောက်ပိတ်4ရယ်ဒီကနောက်ပိတ်ကနန်းရယ်ကျွန်တော်ဒီကနောက်ပိတ်6ရယ်ဆိုပြီးတော့ဒီကနန်း၄လုံးပေါင်းခြင်းနဲ့ပဲကျွန်တော်နောက်ပိတ်ကနန်းထုတ်သွားမှာဖြစ်ပါတယ်။နောက်ပထမအဆုံး site ကို၄လုံးပေါင်းခြင်းကိုဆက်ပြီးရှင်းပြပေးပါမယ်။ဒီ၄လုံးပေါင်းခြင်းယူတဲ့အခါမှာကျွန်တော်ဒီဒီ၉နောက်ပိတ်ရယ်ဒီ၃နောက်ပိတ်ရယ် ကျွန်တော်ဒီလိုပေါင်းတဲ့ခါမှာပေါင်းရင်းဒီနှစ်ပေါင်းရင်းနှစ်ရဲ့ကျွန်တော်ဒီ3ရဲ့ရက်ခွင်ရဲ့ပေါင်းတဲ့ခါမှာဒီဘက်က3ရက်ခွင်ရဲ့ပေါင်းတော့ပေါင်းရင်း3ညပေါင်းရင်း3ညဒီကပေါင်းရင်းနှစ်ရဲ့ပေါင်းတော့ကျွန်တော်ဒီ3လုံးပေါင်းရင်းဒီနှစ်ဆို4လုံးပေါင်းရင်းဒီနှစ်ဆိုပြီးတော့ရရှိပါဖြစ်ပါတယ်ကျွန်တော်ဒီကျွန်တော်ဒီနှစ်နှလုံးစီနှလုံးစီပေါင်းတာဒါကျွန်တော်အမြင်ရှင်းအောင်လို့ပေါ့ဗျာ ီဘက်နှလုံးနဲ့ဒီဘက်နှလုံးနဲ့ပေါင်းခြင်းဒီမှာဖြစ်ပါတယ်နောက်တစ်ခါအောက်ပွဲစဉ်ကျတော့လေဒီ6 8ခွန်ပွဲစဉ်မှာကျတော့လေဒီဘက်ကဒီနှစ်နောက်ပိတ်နဲ့6နောက်ပိတ်နဲ့ပေါင်းခြင်းဒီရှင်းပေါင်းခြင်း၈ရဲ့ကျွန်တော်ဒီဘက်က6နောက်ပိတ်နဲ့9နောက်ပိတ်နဲ့ပေါင်းခြင်း9ရဲ့ဒီ၈ဒီပေါင်းခြင်း၈ရဲ့ပေါင်းခြင်း9ရဲ့ပေါင်းတဲ့ခါမှာ ကျွန်တော်လေးလုံးပေါင်းရင်ဒီ3လို့ရရှိမှာဖြစ်ပါတယ်လေးလုံးပေါင်းရင်3နဲ့ဒီမှာခွန်နောက်ပိတ်ကစားထားတွေ့ပါမယ်ဆက်လက်ပြီးနောက်တစ်ပင်ကြည့်တဲ့အခါမှာလဲဒီက6နောက်ပိတ်ရဲ့ဒီက6နောက်ပိတ်ရဲ့ပေါင်းတော့ပေါင်းရင်နှစ်ပေါင်းရင်နှစ်ရဲ့ဒီဘက်က3နောက်ပိတ်နဲ့9နောက်ပိတ်ပေါင်းတဲ့အခါမှာပေါင်းရင်နှစ်ဒီပေါင်းဒီဘက်ကပေါင်းရင်နှစ်နဲ့ဒီကပေါင်းရင်နှစ်နဲ့ပေါင်းတဲ့အခါမှာလေးလုံးပေါင်းရင်ဒီ4ဆိုပြီးတော့ ရရှိမှာဖြစ်ပါတယ်။နော်ဒီအပေါ်ဘက်မှာလည်းဒီနှစ်6ပေါင်းချင်းဒီကျွန်တော်၄နှစ်6ပေါင်းချင်း၈နဲ့ဒီက၈5ပေါင်းချင်း9နဲ့၈၈ခွန်ပေါင်းချင်း9နဲ့နော်ဒီဘက်ကနှလုံးပေါင်းချင်း၈ရဲ့ဒီကနှလုံးပေါင်းချင်း9ပေါင်းချင်း3ဒီဘက်မှာကျတော့ဒီနှလုံးပေါင်းချင်း1နဲ့ဒီနှလုံးပေါင်းချင်း1နဲ့ပေါင်းတော့ပေါင်းချင်း၄ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ ဆက်လက်ပြီးယခုပွဲစဉ်တွက်ကြရလဲဒီနောက်ပိတ်နှလုံးပေါင်းခြင်းဒီနှစ်ရယ်လေးရယ်ပေါင်းတော့ပေါင်းခြင်း6ပေါင်းခြင်း6ရယ်ဒီက6ရယ်ပေါင်းမယ်ဆိုရင်နောက်ပိတ်6နဲ့ပေါင်းရင်က၃လုံးပေါင်းခြင်း1 3လုံးပေါင်းခြင်း1ဆိုတော့ကျွန်တော်ဒီမှာ3လုံးပေါင်းခြင်း5လို့စီနီယာရကစားသားမှာမို့ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်နောက်ပိတ်ကနန်းကို3လို့ထည့်ပြီးတော့ကစားသားမှာဖြစ်ပါတယ်ဒါမှသာရင်ဒီကနန်းနှလုံးပေါင်းခြင်း 6နဲ့ဒီကနန်းလုံးပေါင်း6နဲ့ပေါင်းတဲ့ကွာ4လုံးပေါင်းချင်း5ဆိုပြီးတော့ဒီခုပွဲစဉ်အတွက်3နောက်ပိတ်ကိုထုတ်ယူပြီးတော့ကစားသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်က4နှစ်နှစ်နောက်ပိတ်နဲ့4နောက်ပိတ်နဲ့ပေါင်းတော့ပေါင်းချင်းပေါင်းချင်း6လို့ရရှိမှာဖြစ်ပါတယ်ဒီနောက်ပိတ်နှလုံးပေါင်းချင်းဒီ6ဒီနောက်ပိတ်နှလုံးပေါင်းချင်းဒီ6ရဲ့3ရဲ့ပေါင်း9အမို့ ဒီဘက်ကနှလုံးပေါင်းခြင်း6နဲ့ဒီကနှလုံးပေါင်းခြင်း9နဲ့ပေါင်းတဲ့အခါမှာနှလုံးပေါင်းခြင်း9အနေနဲ့3နောက်ပိတ်ကိုရရှိတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူရမိစေများကိုကျွန်တော်နဲ့ဒါထိတ်စည်းအလဲတိုင်းနောက်ပိတ်ထုတ်ယူပုံကိုပြသပြီးပါပြီ။ဒါမှမဟုတ်ယခုမိစေများအနေနဲ့လည်းယခုပွဲစဉ်အတွက်တော့ပေါတိကနန်းရရှိအောင်ကျွန်တော်နဲ့ဒါထူးကြိုးစားပြီးတော့ရှားဝေမျှဝေတင်ပြပေးတာဖြစ်ပါတယ်။ တော့မိတ်ဆွေများနေလဲကျွန်တော်ကိုအားပေးသွားပြင် like ကလေးများပေးခဲ့ဖို့ကျွန်တော်တောင်းဆိုပါရခင်ဗျာယခုပြတာပေးတယ်ကဏ္ဍဒီကျွန်တော်ဒါ၁၂ကြိမ်မြောက်မှာကစားမယ်ကဏ္ဍဖြစ်ပါတယ်ဒါမှမဟုတ်ဒီ၁၂ကြိမ်မြောက်မှာကစားမယ်ဆိုရင်ဒီဆိုင်မူရထုတ်တဲ့ကဏ္ဍကိုအောက်မှာရေးပြပေးပါမယ်ဒါဒီ၁၂ကြိမ်မြောက်မှာဆိုရင်ဒီဆိုင်မူနဲ့ထုတ်တဲ့ကဏ္ဍဒီကျွန်တော်ဒီမှာ6ထိပ်စီ ခွန်ခလေတိုင်းကျွန်တော်ဒီမှာ3နောက်ပိနေနော်6ွှန်3 6ွှန်3ဆိုပြီးတော့ပရိတ်6เนาะ6ဒေစီနဲ့6ပရိတ်ကိုကျွန်တော်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူလေးကိုမိษွေများကြိုင်းနေတဲ့ရင်ကစားပေးလို့ရအောင်ကျွန်တော်မြှောက်ပေးပါတယ်။ဒါမှမဟုတ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုရမိษွေတယောက်ရှင်းကြည့်အားလုံးဒီစနစ်ကြိမ်မြောက်မှာဒီ6ွှန်3 ကနန်းဖြင့်ပေါသည်အသီးသီးရရှိဖို့ဟာဆုတောင်းပေးပါတယ်နောက်နောက်ဗီဒီယိုမှာလည်းကျမ်းမာစွာဖြင့်ပြန်လည်ဆုံတွေ့ကြပါအောင်လို့ခင်ဗျာ